ပတ်စံရမယ်ဒါမဲ့နာမည်တော့ထိမယ်ဆိုရင်ငတ်တော့ငတ်နေရတာပေါ့နော်နာမည်တော့မထိချင်လို့အဲ့လိုမျိုးတီးခန့်ခဲ့ရတဲ့ struggle တွေပါတဲ့အပိုင်းတွေရှိရပေါ့လိုချင်တာပေါ့နော်ဒီပတ်စံအောင်ကိုကိုယ်တိုင်ခက်ခဲနေတဲ့အခါဆိုရင်ဒါမဲ့အော်ငါမကောင်းပါဘူးငါငါနာမည်တော့ထိရမှာရမယ်ဆိုတော့အော်နာမည်ကဘယ်လောက်ထိအရေးကြီးလဲဆိုရင်စာဝတ်နေရေးထက်နာမည်ကပိုအရေးကြီးတယ်လို့ထင်တယ်မဲအောင်ဆိုဟိမဖြစ်မြင်တွေ့ခံမဖြစ်နမရတော့အရေးမကြီးပါဘူးဘလို့ခေါ်ခေါ်ပေါ့နော်ဒီကကိုလို့ရက်ကကောင်းနေနောက်ဆုံးနမရဟိုမောင်တန်ချောင်းပေးပေးပေးလဲ ဲ brand ဖြစ်နေမှာပဲနာမည်ကတော့လောရပေါ်မူတည်ရပေါ့နော်သူကမာတာခါဆိုတော့လုံးအများကြီးတို့နာမည်တော့ထွက်လာပါပေါ့နော်ဒီဘလို့လဲဟိုမာတာခါဆိုတော့ငါ6နှစ်လာပါလားအဲ့အဲ့မျိုးတခုခုပေါ့အဲ့မျိုးပေးလိုက်တဲ့အချိန်မှာတခြားနာမည်တွေလည်း option တွေအများကြီးရှိတယ်ဒီထဲမှာမှာ omni ခံကြတော့ကိုရင်လိုက်မယ်လို့ခံစားမိကိုလည်းကြိုက်တယ်ပေါ့နော်အခုထိပဲပေါ့ကျွန်တော်တို့များအရာအလုံးအနေနဲ့လောက်တာပေါ့နော်ဆိုတော့အစင်ပူပူပြီးတော့အစင်ပူပြလာလို့ထင်တာပဲ SPS Creation ပိတ်သက်ကြီးကိုနာမည်တစ်ခုဘွားတစ်ခုအစီအစဉ်လေးနဲ့မိတ်ဆက်ပေးခြင်းပါရရှင်။အလူပညာရှင်ရဲ့နာမည်လေးတွေကိုစိတ်ဝင်စားနဲ့မှတ်တဲ့သူတွေရှိလား။ကိုယ့်ရဲ့နာမည်လေးတွေကိုရောအတိတ်ပဲဖွင့်ဆိုကြည့်ပူရလားရှင်။အနုပညာရှင်တွေကိုယ်တိုင်ပြောပြမယ့်နာမည်တစ်ခုဖြစ်တည်လာပုံနဲ့ရာဇဝင်လေးတွေကိုဒီအစီအစဉ်လေးမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကျွန်တော်နာမည်ရင်းကအောင်စောဟိတ်။ကျောင်းသားဘဝထဲကအောင်စောဟိတ်ဒီ2018မှာပြောင်းလိုက်တာမြင်တွေ့ခံဆိုပြီးမှာ။ရုပ်ရှင်မှာအောင်စောဟိတ်ကပုံမှန်ဖော်မယ်ပဲဟောနော်။ဒါဒါပုံမှန် ဟိုကျွန်တော်တို့မိဘတွေရဲ့အများကြီးပဲဒီအောင်တော်ဟင်းရဒီရမ်းမဲပေါ့နော်ပုံမှန်တာမန်နာမည်ပေါ့ဟိုမင်းတခန့်ဆိုတဲ့နာမည်ကကြတော့အနည်းပညာလောက်မယ်ဆိုတော့ဟိုနည်းနည်းလေးတော့အောင်တော်ဟင်းထက်ဆိုင်တာနည်းနည်းဆန်းနေတယ်နော်ပြီးတော့သူ့ရဲ့ feeding feeding အယူဆအရဟိုတွက်လိုက်တဲ့ခါကျတော့ဒီမတာခါတို့ပါလို့ဆိုတာတနင်္ဂနွေတာတော်တော်များပေးကြတာပေါ့နော်နည်းပညာရှင်တွေမှလည်းအများကြီးရှိကြတာပဲနော်ဆိုတော့အားကြောင့်မလို့ပေးပါဖြစ်ဖြစ်ပေါ့အဲ့လိုအပြောင်းလဲလေးဖြစ်သွားအောင်ပေးလိုက် ဟိုကအဖေနာမည်ကဥပိတာစော်ပြင်းဆိုတော့စော်နဲ့စာအမေနာမည်ကကျတော့ထော်ကြီးကြီးအောင်ဆိုတော့အောင်နဲ့ပေါ့အဲ့တော့အောင်စော်ပေါ့ပြီးရင်ဟိန်းကတော့ဒါကျွန်တော်ရဲ့ဟို signature ပေါ့အဲ့အဲ့တုံးခုပေါင်းလိုက်တဲ့ထင်ပါတယ်ကျူးစားဖူမဂဇင်းတွေလာရောက်ရိုက်ဖူလေရင်းမဂဇင်းခေတောင်းပါလေအဲ့ people တို့ idea မဂဇင်းတို့ဆိုတော့အောင်စော်ဟိန်းနဲ့တုံးလေးခောက်တော့ရိုက်ဖူလေဟုတ်ပြန်ပွဲဝင်ရမှာမို့လို့ပြန်ပွဲဝင်ပြီးတော့ဒါဒါ design map လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့နော်ဒီအဲ့အဲ့ကြောင့်ပေါင်းဖြောင်းဖြစ်သွားတာသူကမတာခါဆိုတော့အများကြီးတို့နာမည်တော့ထွက်လာတာပေါ့နော်ဒီ ဘလို့လဲဟိုမာတာခဆိုတော့ငါ6နှစ်လာပါလားအဲ့အဲ့မျိုးတခုခုပေါ့အဲ့အဲ့မျိုးပေးလိုက်တဲ့အချိန်မှာတခြားနာမည်တွေလည်း option တွေအများကြီးရှိတယ်ဒီထဲမှာမှာ omni ခံကြတော့ကိုရင်လိုက်မယ်လို့ခံစားမိကိုလည်းကြိုက်တယ်ပေါ့နော်အခုထိပဲပေါ့ကျွန်တော်တို့များအရာအလုံးက anime နဲ့လောက်တာပေါ့နော်ဆိုတော့အဆင်ပူပူပြီးတော့အဆင်ပူပြီလားလို့ထင်တာပဲပြီးတော့နောက်ပိုင်းဆိုနာမည်ရင်းခေါ်ရင်တော့ကျွန်တော်မမှတ်မိတော့တခါလေကြားရင်လေဌာနဆိုင်ရာတွေဒီဟာလေလေစိတ်တွေပါလေသွားလို့ကိုနာမည်ခေါ်လိုက်အော်ဆိုရေးစဉ်းစားတူလေပေါ့ ဘာမှတော့မထူချပါဘူးယောက်ျားလေးဆိုတော့လေဟိုခါကြတော့ရှိရပါတော့ချို့နမယ်ကျတော့မိန်းကလေးနမယ်ပြောင်းထားရတဲ့ငယ်ချင်းတွေရှိရတယ်ဟိုအဲ့ဆိုနမယ်ကြီးနေခေါ်ပြီးစားကြတာပါအဲ့ဒါကျွန်တော်ကျတော့ယောက်ျားလေးရတဲ့ကြောင်းလေးနမယ်ပဲဆိုတော့တိတ်ပြီးတော့ထူဆန်းမဖြစ်ဘူးလေတချို့ကျွန်တော်တို့ဒီ industry တွေကငယ်ချင်းတွေဆိုရင်တို့နမယ်ကြီးနေရတခြားဟာတွေရောဆိုတော့အဲ့လိုမျိုးဆိုရင်တော့စားကြတာပေါ့နော်ကျွန်တော်ကျတော့ဒီယောက်ျားအော်ဇော်ဟိန်းနဲ့မိန်းကလေးခန်းနဲ့ယောက်ျားလေးချင်းနမယ်ချင်းပဲတူနေရဆိုတော့အဲ့လောက်ထိ တူတူအထူးစံမဟုတ်ဘူးဟုတ်မရှိမရှိမရှိတော့ပါပဲဟိုခုနကပြောလို့ပေါ့နော်ကျွန်တော်တို့ဒီ industry တွေကတကယ်ချင်းနေဆိုရင်တော့ရှိရပါတော့နော်ဝင်ကြရင် birthday wish လောက်တဲ့နာမည်ရင်းကြီးနေတက်တက်ဆိုစိတ်ဆိုဟုတ်ကဲ့ပါရှင်းနေရမယ်ဟိုဘယ်လိုပြောမလဲကျွန်တော်ရဲ့ personality ကြောင့်ပေါ့နော်အဲ့လောက်ထိမရှိဘူးဟိုကြွက်ဖြူလိုပါတော့ခေါ်ဖူးတယ်နည်းနည်းခေါ်ခံရဖူးတယ်ဒါပေမဲ့အရင်ကျွန်တော်နာမည်ပြောင်းခေါ်ရလောက်မဲ့တကယ်ချင်းတိုင်းတာတိတ်မရှိဘူး ဒီအလုပ်ပြန်ရတော့လည်းအတိုင်းပဲကျွန်တော်တို့ fan တွေကသာချစ်လို့အသွေးတို့ပါတော့ခေါ်ကြတာများဒါပေမဲ့တကယ်ချင်းချင်းချင်းကြတော့မင်းတွေးခံမယ်ခေါ်တယ်ဟိုကိုခန့်လို့လည်းမခေါ်ဘူးမင်းကိုမင်းလည်းမခေါ်ဘူးမင်းမင်းတွေးခံမယ်ဟိုဟိုဘာဘာကြောင့်လဲတော့မသိဘူးအရင်မခင်လို့လည်းထင်ထင်တယ်မသားပဲပေါ့သားပဲပေါ့အဆောအောင်ဆိုဟင်းတို့တော့မခေါ်ခေါ်ရင်တော့လည်းကြောက်ဖို့ကောင်းတာပေါ့ငယ်တော့ဆိုအောင်ဆိုဟင်းတို့အနေနဲ့ခေါ်လိုက်ရင်ပေးပြီးနေစရာနေရာမရှိတော့တခခုခုလောက်တိုင်းအမေကနာမည်ရင်းခေါ်လေး ဒီတိုင်းဟိုလူတွေရဲ့ psychology ရပြောရမယ်ဆိုရင်တော့နာမည်မှတ်မိလွယ်ရတော့ပို့ပြီးတော့ကောင်းတာပေါ့နော်မှတ်မိလွယ်ပြီးတော့လူတွေနားထဲမှာဆွဲမဲ့ဟာတော့တခြား user ရောကျွန်တော်တိတ်တဲ့တထဲဝင်မသိဘူးဟိုပေးတင် user ရောနှက်ခတ်ရရောပါလို့ဆိုတော့ဒါကတော့ကိုယ်ကိုယ်တိုင်တော့မသိလို့သူများကိုမေးထားတာဆိုပါလေဟုတ်ခတ်တာပေါ့နော်ကျွန်တော်တို့ဆိုတခါကြရင်ဟိုပတ်စံရမယ်ဒါမဲ့နာမည်တော့ထိမယ်ဆိုရင်ငတ်တော့ငတ်နေရတာပေါ့နော်နာမည်တော့မထိချင်လို့အဲ့လိုမျိုးတီးခန့်ခဲ့ရတဲ့ struggle တွေပါတဲ့အပိုင်းတွေရှိရပါတော့လိုချင်တာပေါ့နော်ဒီပတ်စံအောင် ကိုကိုရန်ခက်ခဲနေတဲ့ခါဆိုရင်ဒါမျိုးအော်ငါမကောင်းပါဘူးငါနာမည်တော့ထိန်းရမှာရမယ်ဆိုတော့ဟိုနာမည်ကဘယ်လောက်ထိအရေးကြီးလဲဆိုရင်စာဝတ်နေရေးထက်နာမည်ကပိုအရေးကြီးတယ်လို့ထင်တယ်ဟုတ်အဓိကတော့နာမည်အောင်ဆိုဟိမဲဖြစ်မြင်တွေ့ခံမဲ့ဖြစ်နာမည်ကတော့အရေးမကြီးပါဘူးဘယ်လိုခေါ်ခေါ်ပေါ့နော်ဒီကကိုလိုရက်ကကောင်းနေနောက်ဆုံးနာမည်ကဟိုမောင်တန်ချောင်းပေးပေးပေးလဲအဲ brand ဖြစ်နေမှာပဲနာမည်ကတော့လောရက်ပေါ်မူတည်ရေပေါ့နော်နာမည်ကြီးကော့ပြန်လန်အောင်ပေးပြီးတော့ဟိုဘာပွဲသူတွေတက်ထားလဲလောရက်မကောင်းရင် ကားမထူလေနော်ဆိုတော့နာမည်ကတော့အလောက်ထိကျွန်တော်ကောင်းနေမရှိဘူးဘလို့ခေါ်ခေါ်ရတယ်ဟိုလှနေနာဆွဲလွယ်ပြီးလှရင်ရပြီဟိုအဓိကကလုတ်ရက်ကပိုကြီးဟိုပါဖြစ်တယ်အဲတခခုလုံးမယ်ဆိုရင်ကျွန်တော်တို့အယိုရှင်းဆုံးပေးရဖို့ကြိုက်တယ်အရင်လဲဟိုဘလို့ပြောမလဲ format မဆန်နေဘူးအရင်လဲချုပ်ချက်ခတ်ပြီးကွန့်နေရမှာမဟုတ်ဘူးပုံမှန်တွင်းလို့ရှင်းဆိုရပြီအဲခုနကပြောလို့ပေါ့ကိုကိုကုမ္ပဏီပဲထောင်ထောင်ပါပဲထောင်ထောင်ကိုရဲ့ကုမ္ပဏီရဲ့ brand ကကိုရဲ့ကုမ္ပဏီလုဆောင်ချက်ပေါ်ဝင်မှုတည်ရဆိုတော့ဟိုမမိလွယ်မယ်နာဆွဲလွယ်မယ် ခေါ်လို့ကောင်းမယ်တော့ဆိုရတယ်ဟုတ်ရိုရှင်းဆုံးဆိုတာထက်ရိုရှင်းဆုံးဆိုတာထက်ဒီကျွန်တော်တို့က content နဲ့ relate ဖြစ်တဲ့ဟာတခုပေါ့မှာထထဲဥပမာစဉ်းစားထားတဲ့ definition တော့ရှိရပါတော့ဒါပေမဲ့ဟိုလိုမျိုးကြီးကွန်ကွန်ကပ်ပြီးတော့အရင်ချို့ချို့ပြင်တဲ့စကလုံးတွေပါအရင်ကွန်ကပ်တဲ့ဟာရှိတယ်ကြာအဲ့လိုမျိုးလူနားမလဲတဲ့ဟာတွေတော့ကျွန်တော်မပေးဘူးသူတတော်နဲ့လိုရင်းနဲ့သူအထာကြမဲ့ဟာမျိုးပေးလိုက်အဲရန်ရီတူတူမရှိဘူးကျွန်တော်ဖန်တော်မျက်နှာပိုင်းလူရယ်ဆိုကျွန်တော်မှတ်မိသွားပြီပေါ့နော်ဟိုအမှားကြီးလည်းများတယ်ပြီးရင် အရင်ထူးဆန်းတဲ့နာမည်တော့မပါပါဘူးကျွန်တော်ဒီရန်ကုန်ရောက်မှလာပြီးအားပေးရလူတွေဆိုတော့တိုင်းသားနာမည်နဲ့နဲ့ရှာတယ်အလွန်ဆုံးဆိုနန်းတို့ပါပါတဲ့လူတွေတော့ပဲရှိရဲဟိုလိုမျိုးအရင်ဟိုခေါ်ခတ်တဲ့ကျွန်တော်မချဘူးတဲ့နာမည်တော့မရှိဘူးဗျာဟုတ်ကဲ့ပါအဲခုနပြောလို့ပဲရေတိုးတွက်ဆိုရင်တော့နာမည်အကြောင်းစဉ်းစားကြမလို့ဘာဖြစ်ဘူးတက်နက်စာလောက်လိုက်လို့ရတယ်ဒါပေမဲ့ရေတိုးတွက်စဉ်းစားမယ်ဆိုရင်တော့နာမည်လေးကတော့တောင့်ခံရမယ့်ပိုင်းလေးရှိရဲကျွန်တော်ဆိုလဲအဲ့ပေါ်တော့တစ်ခါကြာရင်ဒီပြဿနာအမှောင်ကြီးမြင်နေရတာနဲ့ စိတ်ချောလိုက်ရတဲ့တတိမျိုးချပြီးဒီတိုင်းပဲလက်လက်လိုက်ရတဲ့ဟာရှိတယ်။အဲ့တော့ရေရှည်အတွက်ပေါ့နော်။ကတကုတ်အတွက်ကိုပဲစဉ်းစားရမှာသူတမမဟုတ်။ EAPX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာ V Super သေးထားပြပါဦးနော်။